မင်္ဂလာပါခင်ဗျဆရာငယ်ပါခင်ဗျဆရာရဲ့မိတ်ဆွေအင်္ဂါသားသမီးတွေအားလုံးအဆက်ဆက်ရရဘေးပြာမှန်မြဝေးကွာကြပါစေကြောင်းဆုတောင်းထောပနာပြုသလိုက်ပါတယ်ဆရာတို့ဘာလို့လို့နဲ့အချိန်ကြီးပြောင်းလဲလာတာအခုဆိုရင်ဟောမြန်လိုက်တာဗျာ2025ကိုကုန်လို့ပြက်ကြိန်တစ်ခုရဲ့နောက်ဆုံးလှဖြစ်တဲ့12လပိုင်းကိုရောက်ရှိလာပါပြီဒီ2025ခုနှစ်12လပိုင်းအတွင်းမှာအင်္ဂါသားသမီးမိတ်ဆွေတွေရဲ့ စနလပိုင်းတွင်တလှစာကံဟာဘလို့ရှိနေရှိမလဲကံကိုကမိတ်ဆွေတို့ကဘာတွေတတိထားဆင်နေရမလဲအဆုံးတက်လမှာအစဉ်ပြေပါမလားအစဉ်လာကြည့်တဲ့အင်္ဂါသသမီးတွေဘယ်ကနေကြည့်ကြရလဲမှတ်မိကြပါအောင်ခင်ဗျအဲစနလပိုင်းဟာဆရာငယ်ရဲ့မွေးလဖြစ်တဲ့အတွက်တော့တည်ကြပါလေမိတ်ဆွေတို့အတွက်အဲကံကောင်းခြင်းတွေဆရာမေတ္တာတက်တဲ့ကြောင့်ယူတတ်ဆောင်လာပြီးမှပါခြေစစ်တင်ပါလေဒါအပြင်ဆရာငယ်နားမှာတနစ်စာ2026ခုနှစ်အတွက်တနစ်စာဟောစရန်နေမှာမယ်ဆိုရင်လည်း ဆက်ွယ်မင်းများလို့ရပါပြီခင်ဗျာဒါကဆရာငယ်ထဲမှာတနစ်စာဟော်စတာမှာယူတဲ့မိတ်ဆွေများအဲ7902904140 WhatsApp Telegram မှာဖြစ်စီ Viber number 6635052မှာကြိုတင်စရင်ပေးရပါကြောင်းနဲ့ရမရဆရာအကြောင်းပြပေးမယ်ဆိုတဲ့အကြောင်းပြောရင်းနဲ့အင်္ဂါသားသမီးတွေကိုစတင်လိုက်ကြရအောင် 2025ခုနှစ်17လပိုင်းအတွက်အင်္ဂါသသမိမိတ်ဆွေများမိတ်ဆွေတို့ရဲ့ယင်ထဲမှာဘာတွေဖြစ်ပေါ်နေမလဲဆိုတာကိုတားတော့ကန်နဲ့ဆွဲကြည့်တဲ့အခါမိတ်ဆွေတို့ရဲ့ယင်ထဲမှာတခုခုကိုစုံးဖြတ်ရန်အတွက်တော့တုံဆိုင်တွေ့ဝေနေပါတယ်အဲဘာပဲဖြစ်ဖြစ်မိတ်ဆွေတို့အနေနဲ့အင်္ဂါသသမိများအနေနဲ့ခုခုကိုဘာတွေလွဲနေတယ်လဲမှားနေတယ်လဲဆိုတာကိုပြန်လည်ပြီးတော့ယင်ထဲမှာသုံးသပ်နေတာမျိုး justice အမှန်တရားကိုကိုစားပြီးတော့ကတ်ဖြစ်တဲ့အတွက်တရားတစ်ပေါက်တရားမျှတမှုမှန်ကန်မှုနဲ့ပတ်သက်ရင်အဲယက်တိပေးနေတာမျိုးတရားတစ်ပေါက်တရားနဲ့ပတ်သက်ပြီးတော့အဲယဉ်ဆိုင်နေရတဲ့အရာမျိုးတွေဆုံးဖြတ်နေရတဲ့အရာမျိုးတွေမှာကိုကအမှန်တရားဘက်ကိုလိုက်ပြီးတော့ဥဆောင်ဆောင်ရဆုံးဖြတ်ခြင်းမျိုးတွေသို့မဟုတ်လို့ရှိရင်မိတ်ဆွေတို့ရဲ့အဲဟိုဆိုတာလုပ်ငန်းကိစ္စအလုပ်ကိစ္စနဲ့ပတ်သက်ရင်အဖြေခေါင်းလေးတစ်ခု လုပ်ငန်းအမှန်တရားလေးတစ်ခုသို့မဟုတ်ကိုကိုတိုင်းလွဲချော်နေတဲ့အရာလေးတစ်ခုအမှန်ကန်နီလန်ကောင်းလေးတစ်ခုကိုရရှိပြီးတော့ငါဘလို့တော့စူးစမ်းပြီးတော့လှုပ်ဆောင်မလဲဆိုတာကိုစဉ်းစားတွေးခေါ်နေတော့ကံမျိုးဖြစ်ပါတယ်။ကောင်းပြီ။ဒါပြီးအင်္ဂါသမီးတွေမိတ်ဆွေတွေဟာဒီလတာတော့ဒီမှာဆိုရင်မိတ်ဆွေတွေရဲ့ကံကိုကဘာကိုဖြစ်ဖြစ်တော့အလုံးနှစ်ခု အလုံးနှစ်ခွစိတ်နှစ်ခုစိတ်နှစ်ခွဖြစ်တတ်တဲ့အတွက်လုပ်ငန်းတစ်ခုခုကိုနှစ်ခါပြန်လုပ်ရတာမျိုးလေးတွေလုပ်ငန်းတစ်ခုခုကိုနှစ်ကြိမ်နှစ်ကြိမ်နဲ့ပို့ပြီးတော့လဲမောသန်လှုပ်ဆောင်ရတာမျိုးတွေကြုံရတတ်တဲ့အတွက်တော့မိတ်ဆွေအင်္ဂါသတိမိတွေကဒီ2025ခုနှစ်ဆောင်းလာပိုင်းဒီမှာဆိုရင်ဘာကိုမစိုးတစ်ကြိမ်နဲ့တော့ပြီးပြအောင်ဆောင်ရွက်ချင့်တတ်နှစ်ကြိမ်လောက်ကြိုးစားတာမျိုးတကြိမ်ထက်တော့ပို့ပြီးတော့မော်တန်အစီအစဉ် plan A ပြီးရင် plan B ရှာမှတ်ထားတာမျိုးပါပို့မှုပြီးတော့အာသာကောင်းမှုတိုးတက်နိုင်ကြောင်းထပ်လောင်းအကြံပြုပြောကြားလိုက်ပါရစေထို့ပြင်မိတ်ဆွေတို့ကြမ်းပါ ကျမရင်နဲ့ပတ်သက်လာရင်တော့အလှပရေးရနဲ့ပတ်သက်ပြီးတော့လှကျင်လို့တရားလိုက်ဆိုတဲ့အတိုင်းပဲရေးစည်းကမ်းပြီးလိုက်တဲ့တော့ကာလအဲပြင်လုံးလို့ဇာကလေးလို့ရွှော့ကျင်မှမလျှော့လာတာမျိုးအဲဒီလိုမျိုးပေါ့ဟိုပြင်လေရုပ်ဆိုးလေးဆိုတဲ့ကာလဖြစ်တတ်တဲ့အတွက်ဖြစ်နိုင်လို့ရှိရင်အရေးကြီးတဲ့အလှပရေးရတွေပြပြခွဲစိတ်မှုလေးတွေမှာစိတ်တိုင်းမကြဖြစ်တာမျိုးအလှပရေးရတွေနဲ့ပတ်သက်ရင်မလိုအပ်ရင်းနဲ့ အဲမပြင်းစင်မှုလိုအပ်ကြောင်းမျက်နှာခွဲစိတ်တမျိုးတစ်ခုခုပေါ့မလွတ်ဆောင်မှုလိုအပ်ကြောင်းနဲ့လွယ်လွယ်မမာလေးတွေဖြစ်တတ်တာမျိုးအဲမျက်နှာသစ်ဆေးအလွဲတို့ဖန်စီပစ္စည်းအလွဲတို့အဆရှိတဲ့ skin care အဆရှိတဲ့အရာလေးတွေမှာအလွဲမားလေးဖြစ်ပြီးတော့အရေပြားတို့အလားဖြစ်တုံနဲ့ပတ်သက်ပြီးတော့ဖြစ်ပေါ်တတ်တော့လာဖြစ်ပါလေအထူးသဖြင့်လုံ ကျမရင်းနဲ့ပတ်သက်လာတဲ့အခါမှာလုပ်ငန်းကြောင်အစီအမပြေတာမျိုးဖြစ်စေမိမိရဲ့အိမ်အောင်ပတ်ကြောင်အစီအမပြေတာမျိုးလေးကြောင်စိတ်ပန်းလူပန်းဖြစ်ရတာအလွဲရင်တော့ဘာမှဆူဆူဝဝမရှိလာပါဘူးအကယ်၍မှတိထက်ပုံပြီးကျမရင်းညံ့လာပြီးတိထက်ပုံပြီးကျမရင်းဆိုးဝါးလာပြီးဆိုရင်တော့ကျိန်းသိပါလေခင်ဗျမကောင်းတဲ့အတတ်ပညာတွေပြုလုပ်ခံရခြင်းမျိုးတွေမကောင်းတဲ့ပညာရက်တွေနဲ့စီရင်ပြူစားတိုက်ခိုက်ခြင်းမျိုးတွေကြောင့်သား ကျမ်းမာရေးရဆဆူဝိုင်းညံ့တက်ကြောင်းနဲ့ဒီလိုမျိုးတွေကြုံတွေ့ရမှုမရှိရလေအောင်နီးဆက်ရမိမိတို့ရဲ့နားလေတကြွနဲ့ဆရာတွေနားမှာရှာဝေစစ်ဆေးပြီးတော့ရှင်းထုတ်ဖို့လိုအပ်ကြောင်းနဲ့လုပ်ငန်းပြိုင်အလုပ်ပြိုင်ညီများပေါ်တက်ပြီးတော့လက်ရှိရှိနေတဲ့နေရာနေပြီးတော့တနေရာရာကိုရုံထွက်သွားရင်ကောင်းမလားတနေရာရာကိုပြေးထွက်သွားရင်ကောင်းမလားဆိုပြီးတော့စိတ်ပျော်ရွှင်မှုတွေအားနည်းနေတော့လဖြစ်ပါတယ်အလုပ်ကအလုပ်သစ်ချနေသူတွေလက်ရှိရှိနေတဲ့နေရာကနေပြီးတော့အလုပ်ပြောင်းရင်ကောင်းမလားဆိုတဲ့မိတ်ဆွေများ ်ဘာကုန်မဆိုရှိတိုးဆောင်ရပြောင်းလိုက်ပါအားသာကောင်းမှပါလေသို့တော့ငကူကဆွမ်းနာလို့မိတ်ဆွေတို့အနေနဲ့လုပ်ငန်းနဲ့ပတ်သက်ပြီးယာလူနဲ့ပတ်သက်ပြီးတိုးချဲ့လှုပ်ဆောင်လုပ်တဲ့မိတ်ဆွေများအားသာကောင်းမှုတိုးတက်နိုင်ကုန်ညာလေရှိနေတဲ့အလုပ်ကိုတိုးချဲ့ဆောင်ရွက်ခြင်းမျိုးထက်တရွာမပြောင်းသူကောင်းမဖြစ်ဆိုတဲ့အတိုင်းအပြောင်းလဲလေးတွေနဲ့တိုးချဲ့လှုပ်ဆောင်ခြင်းမျိုးတနည်းအားတစ်ခုခုကိုပြောင်းလဲပြီးတော့လှုပ်ဆောင်ခြင်းမျိုးတွေရှိတိုးဆောင်ရွက်ခြင်းမျိုးတွေအဲပြုလုပ်ရန်ဆောင်ရွက်ရန်တော်တော်အားသာကောင်းမှုတိုးတက်ပြီးတော့ကံကောင်းနိုင်သောကာလဖြစ်ပါတယ် လုပ်ငန်းနဲ့ပတ်သက်ပြီးအလုံးနဲ့ပတ်သက်ပြီးတော့အထက်လူကြီးအကြီးအကဲတွေကြောင့်စိတ်ပန်းလူပန်းစိတ်မောလူမော ဖြစ်ရတတ်တယ်။ယာရုတုလုပ်ငန်းသူယာရုပြိုင်အလုပ်ပြိုင်လုပ်ငန်းပြိုင်တွေနဲ့ပတ်သက်ရင်အပြိုင်ဆိုင်နဲ့တိုးတက်မှုတွေများစွာရရှိတတ်သောလာဖြစ်တတ်တဲ့အတွက်ဘာကိုမဆိုကိုကိုတိုင်းကတော့ရဲစိတ်နန်စိတ်တွင်းကမှအောင်မြင်မဲ့ကာလဖြစ်ပြီးတော့ကိုကိုအလိုလိုလိုက်ပြိုင်နေတော့အလိုကိုလိုက်ရှင်နေတတ်သူတွေနဲ့များစွာကြုံတွေ့ရတတ်တဲ့အတွက်ဟောအင်္ဂါတွေကိုကလည်းတစထိုးလောက်တတ်တဲ့အကျင့်ကလေးတွေရှိတတ်တဲ့အတွက်တော့ဒါကအကိုက်ပေါ့ဘာမှဆိုစိုးရိမ်စရာရှိမနေပါဘူးသို့တော့ ကိုကိုတိုင်ကဘလောက်ပဲကိုကိုအဆင်ကျော်သွားသွားဖြက်လန်းနည်းနဲ့လိုက်လိုက်ကိုကိုတိုင်ကတော့တစင်ချင်းတိဆောက်ဖို့လိုအပ်တယ်လို့လုပ်ငန်းကိစ္စအလုပ်ကိစ္စတွေမှာဖြက်လန်းနည်းကိုမလိုက်ပဲအလင်းစလိုမလုပ်ဖို့နဲ့အမှန်တရားကိုဖြည့်ရှင်းခြင်းထက်လိုက်ရှင်းရင်ရှင်းလေရှုပ်နေဖြစ်တတ်တယ်လာဖြစ်ပါလေ။ကောင်းပြီ။ဒီလက်ကတော့တွဲမှာမိတ်ဆွေအင်္ဂါသားသမီးတွေအထယ်နှိတ်လုပ်ငန်းတွေအကျိုးပေးပါတယ်။ ရေရှားမြေရှားနဲ့ပတ်သက်တာမျိုးတွေရှေ့လို့ဆောင်လို့လောက်ဆောင်မှာအအဝေးတနေရာကရဝေးကနေပြီးတော့တည်င်းကောင်းနေကြားရတတ်သောကာလဖြစ်ပါတယ်မိသားစုဝင်တွေအတွင်းမှာအရှုံအောင်နေဖြစ်နေတာမျိုးအမှုကိစ္စတရားတစ်ပေါင်ရင်ဆိုင်နေရရင်အနိုင်ရရှိတာမျိုးတွေကိုယ့်ဘက်ကိုအမှန်တရားတွေကြောက်ကိုယ့်ဘက်ကိုအလေးသာပြီးဆုံးဖြတ်ခံရတာမျိုးတွေအမှုနိုင်တာမျိုးတွေကြုံရတတ်သောကာလဖြစ်ပါတယ်ဒါအပြင်မိတ်ဆွေတို့အနေနဲ့အဟိုဆွနာလို့ပေါ့ ယာဓုတိုးတာမျိုးယာဓုတက်တာမျိုးလုပ်ငန်းနဲ့ပတ်သက်လို့အလုံးနဲ့ပတ်သက်ရင်ငကူကယာဓုတိုးဖို့ယာဓုတက်ဖို့မျှော်လင့်ထားတဲ့မိတ်ဆွေများယာဓုတိုးခြင်းယာဓုတက်ခြင်းတွေကြုံရနိုင်ပါတယ်ငကူကပြောလို့ဆိုလို့မကောင်းတော့သားသမီးတွေပြန်လည်ပြောဆိုလို့ကောင်းလာတာမျိုးတွေငကူကပြောလို့ဆိုလို့အစင်မပြေတဲ့သားသမီးတပည့်လက်သားတွေနဲ့ပတ်သက်ရင်အထောက်အကူတွေများစွာရရှိတာမျိုးတွေဒီကြောင့်စိတ်ချမ်းသာစရာသတင်းလေးတွေမင်္ဂလာတီးရဲ့သတင်းလေးတွေမင်္ဂလာစကားလေးတွေများစွာပြောရတတ်သောသားသမီးတွေစွန်တာမျိုးဒီလိုမျိုးကိစ္စလေးတွေကြောင့်တော့မျက်နှာပွင့်လာရသောကာလား မင်္ဂလာစကားပြောတတ်သောကာလဖြစ်သောလဖြစ်ပါတယ်။ထို့အပြင်မိတ်ဆွေတို့အနေနဲ့ငကူကဝေးကွာနေသောအင်ဂရိကိစ္စမိသားစုတွေနားလည်မှုလွဲနေသောကိစ္စတွေမှာတဦးနဲ့တဦးတယောက်နဲ့တယောက်အဆင်ပြေအောင်ကိုကစူးစမ်းဆွမ်းဆောင်ပေးရင်ဒီကာလဟာအင်မတန်ကိုတဲ့ပြီးတိုးတက်ပြီးတော့အဆင်ပြေလာမှာအတေချာပဲဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေ။ပညာရင်းနဲ့ပတ်သက်ရင်လည်းတင်ယူရင်တင်ယူတလို့ဘာမှတော့စိုးရိမ်စရာမရှိတော့ကာလဖြစ်ပြီးတော့ရှိနေတဲ့ပညာရေးတင်နေတဲ့ပညာရေးကနေပြီးတော့ဆက်ပြီးပြောင်းလဲခြင်းမျိုးထက်လက်ရှိရှိနေတဲ့နေရာဟာ အနာဂတ်အတွက်ပို့ပြီးတော့အာတာတိုးတက်ပြီးကောင်းမွန်ပြီးတော့ကံကောင်းစေပါလေပညာရေးနဲ့ပတ်သက်လို့တော့ရွေးချယ်စရာအဲများများဆဆမရွေးချယ်ဖို့လိုအပ်ကြောင်းနဲ့အစဉ်ပြေတဲ့အတိုင်းအတာလေးကိုပဲထပ်ပြီးတော့ကံကိုမဆန့်တင်ကြအောင်အဲကံဆန့်ကမှဒီနေရာနိုင်ငံကပညာရေးထက်အခြားနိုင်ငံလိုဒီနေရာကပညာရေးထက်ဒီနေရာကပညာရေးထက်အခြားမှာကိုအားသာတဲ့ဆိုတာမျိုးကိုတော့ဒီလမှာမဆုံးဖြတ်စေလိုကြောင်းနဲ့အခုအစဉ်ပြေနေတဲ့ဆိုအခုအတိုင်းနေငယ်ငယ်ကလေးနေပြီးသင်ယူခြင်းဟာ ပုံမူပြီးတော့အထောက်အကူနဲ့ခွင့်လန်းကောင်းနေများစွာရရှိတတ်သောကာလအပိုင်းခြားဖြစ်ပါတယ်။ငွေကြီးနဲ့ပတ်သက်လာရင်တော့ထင်ပေါ်ခြင်းကြော်စောခြင်းတွေကြုံရတတ်တယ်လို့ဒီလာတာတော့ဒီမှာငွေကြီးကံအားကောင်းနေပါတယ်။အဝေးကတဏီယာကဆွေမျိုးသားချင်းတဦးတယောက်ရဲ့အကူအညီကြောင့်ဖြစ်စေမမြင်ရသောပုံကိုယ်စားပဋ္ဌာန်းဆက်တွေရဲ့အကူအညီကြောင့်ဖြစ်စေငွေကြီးတွေလုံငန်းချင်းကနေအကူအညီတွေထောက်ပံ့နေရရှိတတ်သောကာလအပိုင်းခြားဖြစ်ပါတယ်။ ဆက်သွယ်ရေးဆိုင်ရာလုပ်ငန်းတွေအကျိုးပေးပါတယ်။စီးဝါဆိုင်ရာလုပ်ငန်းတွေအကျိုးပေးပါတယ်။ကုန်စည်ဆက်သွယ်ရေးကုသရေးဝယ်ရေးအထယ်လိုက်တီတီပနက် online social media နဲ့ပတ်သက်တာမျိုးတွေ ကားတို့ဆိုင်ကယ်တို့စက်ပစ္စည်းတို့ယင်တို့နဲ့ပတ်သက်တာမျိုးတွေရှေ့တို့ဆောင်ရလှုပ်ဆောင်မှာငွေကြီးနဲ့ပတ်သက်ရင်အစုရှယ်ယာစုကြီးနဲ့ပတ်သက်တာမျိုးမိသားစုရေးကိစ္စအိမ်တွင်းရေးကိစ္စလူမှုရေးကိစ္စလေးတွေမှာလည်းပြောဆိုတာမျိုးအိမ်တွင်းပြည်ပေါ်ကလုပ်ငန်းတွေအဖွဲ့အစည်းအသင်းပေါ်နဲ့ပတ်သက်သောလုပ်ငန်းတွေအများနဲ့ပတ်သက်သောလုပ်ငန်းတွေလူပုဂ္ဂိုလ်မိမိရဲ့အတွေးခေါ်အကြံစီကိုချပြပြီးလှုပ်ဆောင်ရတဲ့လုပ်ငန်းတွေမှာတော့အင်မတန်အားသာတိုးတက်ပြီးတော့ကံကောင်းစေသောကာလာ စကားအများကြီးပြောကမှာအကြံရမယ်ကာလလူတွေများများထိတွေ့ကမှာအောင်မြင်မဲ့ကာလပိုင်ရှားဖြစ်ကြောင်းနဲ့ထပ်လောင်းပြောကြလိုက်ပြစီထို့အပြင်မိတ်ဆွေတို့ဒီလက်တာတော်တွင်မှာဆိုရင်ဖရာဘုခကြီးတွေတွားရတာမျိုးလေးတွေဘာသာရေးဆိုင်ရာလေးတွေခက်များများပြုလုပ်ရတာမျိုးလေးတွေကျုံ့တတ်တယ်လို့ မိမိကိုအများကခေါင်းဆောင်အကြီးအကဲလူကြီးလူကောက်ပါတီအမအဆက်ရှိတဲ့လုပ်ငန်းတွေနဲ့ပတ်သက်ပြီးတော့ကိုကိုဥဆောင်ခိုင်းတာမျိုးတွေကိုကဥဆောင်အတားရင်သူများထက်ပို့ပြီးတော့လိုတာထက် ပို့ပြီးတော့မြင့်ကိုတနည်းအားကိုရောက်ရှိတတ်တဲ့ level တိုင်းဟာကိုရရှိတာမျိုးသို့မဟုတ်ရင်လည်းလုပ်ငန်းတွေမှာအဖွဲ့အစည်းတွေမှာအများအပြားမှာကိုကိုဥဆောင်ခံရတာမျိုးကိုရဲ့အတွေးခေါ်အကြံစီတစ်တွေကိုတုံးကြည့်တာမျိုးနေရာပြင်းချင်းခံရမဲ့လာဖြစ်ကြောင်းနဲ့ထပ်လောင်းပြောကြားလိုက်ပါရစေခင်ဗျအဖွဲ့အစည်းသင်းမွှဲနဲ့ပတ်သက်လာရင်လည်းအခုညီထောက်ပံ့နေရရှိတတ်တယ်လို့ တပည့်လက်သားနဲ့ပတ်သက်ရင်များစွာအကူအညီထောက်ပံ့နေရရှိတတ်တယ်လို့ငဘောကသာသမိကိစ္စတွေမှာသာသမိမရတဲ့မိတ်ဆွေများသာသမိရရှိတာမျိုးသာသမိရတတ်သောကံတွေကိုဝင်ရတာမျိုးအဆရှိတဲ့အရာတွေတရင်ကောင်းနေကြားရတတ်သောအပိုင်းခြားကာလဖြစ်ပါတယ်ခင်ဗျာဒါအပြင်မိတ်ဆွေဟောင်းအပေါင်းလေးဟောင်းတွေရဲ့အကူအညီကိုများစွာတိုးတက်ပြီးတော့ကံကောင်းစေတယ်လို့မိတ်ဆွေအစ်တလေးတွေရဲ့အကြံအကြအဟံတားလေးတွေတော့များစွာတွေ့ရတယ် အိမ်နောင်ရင်းနဲ့ပတ်သက်လာရင်လေအိမ်နောင်ရှင်များအဖို့ကတော့အိမ်နောင်ဘက်ရဲ့အစမပြေမှုလေးတွေအိမ်နောင်ဘက်အပေါ်မှာစိတ်တိုင်းမကြမှုလေးတွေကြောင့်တော့ပဋိပက္ခပြဿနာလေးတွေရလွင်ကျန်တာဘာမှဆူဆူဝါးဝါးမရှိဘူးတကယ်လို့မိမိအိမ်နောင်ဘက်ကဥဆောင်ပြီးလုပ်နေတဲ့လုပ်ငန်းတွေဆိုရင်ကိုကိုယ်တိုင်စရိအနမီအကလေးခံပြီးတော့လုပ်တာမျိုးသူမဟုတ်ငါနင်းကိုတော့ရောင်းနေကွာဆိုပြီးတော့အဲတအုပ်တယောက်ကစရိပိုင်ရှင်အမီတွဲပြောင်းလုပ်တာလေးတွေဟာ ပုံမှုပြီးတော့ကံရဲ့ဖိမမှုထောက်ဖို့တိတိတတပြောင်းလဲကံကောင်းစီမှာအတိအကျပဲဖြစ်တယ်မိမဝယ်သိမှာဘူးမိဝယ်ရင်အိမ်တော်ကြီးနဲ့ပတ်သက်လာလို့ရှိရင်အဲနည်းနည်းလေးထိခိုက်ကြတာမျိုးမျိုးလေးတွေလုပ်ငန်းနဲ့ပတ်သက်လို့အပြိုင်ဆိုင်တွေများတတ်တဲ့အတွက်ဒီကာလဟာမိနဲ့ပတ်သက်လို့တတိထားစင်ရင်မှာမိတို့နေရာတို့အိုးအိမ်တို့နဲ့ပတ်သက်ပြီးတော့တူးဆွခြင်းတွေမှာတော့တတိထားစင်ရင်အတွက်တော့လိုအပ်ပြီးတော့သတိပြုစင်ရင်လိုအပ်ပါတယ် အထက်လူကြီးအကြီးကဲတွေနဲ့ပတ်သက်ရင်လည်းလူသာထက်ပို့ပြီးမရောတင်ပါဘူးယင်းနီအောင်ကြိုးစားတာမျိုးတွေဟာအပြောမှအဆူမှနားလည်မှုလွယ်လေးတွေမှတ်တတ်တဲ့အတွက်မင်းခယောက်ျားကန္နာတစ်ပင်ဆိုတဲ့အတိုင်းအထက်လူကြီးကြီးကဲတွေရဲ့ညှိုးမှုလေးတွေဂျုံအားတတ်တဲ့အတွက်တော့သတိပြုစင်ရင်ပေးရအတွက်တော့လူအပ်သောကာလပိုင်ရှားဖြစ်ကြောင်းထပ်လောင်းပြောလိုက်ပါတယ် ပဆံပြောက်တာမျိုးတခုခုခံရတာမျိုးတွေကြုံရတတ်တယ်လို့ဆက်ပစ္စည်းရင်နေနဲ့ပတ်သက်ရင်အလေခံရတာမျိုးလေးတွေဆက်ပစ္စည်းရင်နေတခုခုခံရတာမျိုးခဏခဏပြက်တာမျိုးတွေကြောင့်အစ်စ်ရရှိတာမျိုးဖုံဆိုင်ကအဆရှိတာလေးတွေအစ်စ်ဝင်လာတာမျိုးတွေကြုံရတတ်တော့ကာလဖြစ်ပါတယ် ငွေကြေးနဲ့ပတ်သက်ရင်တော့အင်္ဂါသားသမီးမိတ်ဆွေများအပေါ်ကတော့အခက်အခဲမရှိပဲစနစ်တကျအကောင့်တဲ့ပေါ်တက်တဲ့မိတ်ဆွေများလည်းဖြစ်တဲ့အတွက်တော့စိုးရိမ်စရာဘာမှမရှိပဲနဲ့ကို့မှာရှိတာကနည်းနည်းဆိုရင်ပတ်ဝန်းကျင်မှာရှိတာများများဖြစ်တတ်တဲ့အတွက်တော့အတက်နိုင်ဆုံးတော့တူတူတိတ်တိတ်မထားပဲနဲ့များများငွေကြေးနဲ့ပတ်သက်ထားများများထင်လေကောင်းလေပေါ့လူထင်ကြည့်လေပိုကောင်းလေပေါ့နော်အဲဒီလိုမျိုးအထင်ကြီးတာမျိုးတွေလေအဲလိုငွေကြေးနဲ့ပတ်သက်ကို့မှာရှိတာနည်းနည်းဆိုပတ်ဝန်းကျင်မှာထင်နေတာများများဆိုတဲ့အဲကာလာဖြစ်ပါတယ်ဒါအပြင်မိတ်ဆွေတို့ဒီလတာတော်တွေမှာဆိုရင် ငွေကြီးနဲ့ပတ်သက်လို့ရှိရင်မထင်မှန်ဖိနဲ့ထီပေါက်တယ်လို့ကံကောင်းတတ်တဲ့လားကာလာဖြစ်ပါတယ်သို့တော်နမိတ်ဆောင်စကားလေးတွေကိုပြောပါအစင်မပြေခြင်းတွေကိုများများပြောခြင်းတက်အစင်ပြေခြင်းတွေတက်ငွေကြီးနဲ့ပတ်သက်ရင်လုံငန်းရင်းနဲ့ဝင်လာရင်ကောင်းမှာပဲငါတော့ငွေကြီးဝင်လာတော့မှာပဲဆိုတဲ့အတိတ်နမိတ်သဘောကိုစောင့်တော့ဟောတွေ့လားနောက်ကမီယာပလပ်ပလပ်ပလပ်ဆိုပြသွားအတိတ်နမိတ်သဘောတူးဆန်းနော်อืม အတိတ်နမိတ်သဘောကိုဆောင်တော့အရာလေးတွေဖြစ်တတ်တဲ့တူမိတ်ဆွေအင်္ဂါသာသမီးတွေနေနဲ့ငွေကြီးနဲ့ပတ်သက်လာလို့ရှိရင်တော့ကံကောင်းစီတဲ့အရာလေးတွေကိုကိုကိုဟိုလက်ပိတ်စီတဲ့အရာတဲ့အမဆရာငယ်လူရုပ်ချောပါစီဘလောက်ကောင်းဆရာလဲကြာတော့ချောလာတယ်ဒီလိုပဲမိတ်ဆွေတို့အဲဒီလိုပဲစကားကိုနမိတ်ဆောင်တာပြောတာဘီဒီဇာလို့ကုကုကိုအရှုံးမပေးဘူးနော်ကဲဆိုတော့ဒီဇင်လာကိုတော့ဆန်းလာပိုင်းမျိုးတော့တတ်ဆောင်တတလေးဖြတ်တန်းလို့လိုအပ်ပါတယ်အဲစိစက်ညှိနှိုင်းမျိုးလေးတွေ ဇေဒနာတွေဝေဒနာဖြစ်ရတာမျိုးလေးတွေကြုံရတတ်တဲ့အတွက်တော့သတိပြုစင်ញံအတွက်တော့လိုအပ်သောကာလဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပြရစီခင်ဗျာဒါအပြင်မိတ်ဆွေတို့အနေနဲ့အဆက်ဆက်ရရအောင်မြင်စင်ပြေတိုးတက်စေရန်အတွက်ဇနီသားသမီးတို့ဂျာစာပရိသားသမီးတို့နဲ့တွဲဖက်လုပ်တာမျိုးဟာအင်္ဂါသားသမီးမိတ်ဆွေတွေဖို့ကံစားတာတိုးတက်ကောင်းမှုပြီးတော့ကံကောင်းစီပါတယ်အရှိရင်မှဆိုရင်လူငယ်တွေအရှိရင်နဲ့ပတ်သက်လာလို့ရှိရင်မိတ္တာရင်းနဲ့ပတ်သက်လာရင်ကံအင်မတန်ကောင်းနေပါတယ်မိမိတို့အနေနဲ့ မိမိတို့ရဲ့တမီးစားတုံးနဲ့တူတယောက်နဲ့တယောက်အဲအိမ်အောင်ပြူခြင်းဆိတ်ဆက်ခြင်းလက်ထက်ခြင်းတိုင်ပင်တာမျိုးလူကြီးမိဘတွေနဲ့ပြောဆိုတာမျိုးလေးတွေအဲဆွတ်နာလို့အင်မတန်အားသာကောင်းမှုကြီးနှစ်လွာပေါင်းမှတရွတ်ဆိုတဲ့အတိုင်းနှစ်လွာပေါင်းခြင်းနဲ့အိမ်အောင်ပြူခြင်းတွေပြုလုပ်ရန်ဆောင်ရွက်ရန်အတွက်တော့အင်မတန်အားသာကောင်းမှုပြီးတော့အိမ်အောင်ပြူခြင်းကြီးစားဘဝကိုရက်အိမ်အောင်ဖတ်ဘဝကိုပူပြောင်းခြင်းတွေအတွက်တော့အင်မတန်ကိုဆုံးဖြတ်ရန်အတွက်တော့အားသာကောင်းမှုပြီးလူငယ်များအနေနဲ့တပီးစားများအနေနဲ့အခုလဲကြီးစားလဲရရှစ်သူလဲ ရအိမ်တော်နဲ့ကြဆိုလာမျိုးလေးတွေအခုပဲဟောစုပ်ကောလက်ကောဝင်လာတတ်တော့လာဖြစ်ပါလေကောင်းပြီဒါအပြင်မိတ်ဆွေအင်္ဂါသတ္တမိတွေကဒီတလတာတော့တယ်မှာဆိုလို့ရှိရင်အချိုးပေးစီတော့အရက်ဟာတော့အခြေဆူးဆူးရက်ဖြစ်ပြီးတော့စန်တီယာရက်ကတော့မြောက်ရက်ဖြစ်ပါလေအဆက်ဆက်ရရကံကောင်းစီရန်တို့နီယိုရောင်မိုးရရောင်အသားရောင်တွေကိုတွဲဖက်ဝစ်စင်နေဟာကံကောင်းစီတော့လာဖြစ်ပါလေအချိုးပေးကံကောင်းစီတော့စွနာကောကနန်းအခရာလေးနေနဲ့ဆိုရင်တော့နှစ်ကနန်းငါးကနန်း တိကနန်းနေရမိတ်ဆွေတို့ရကံကိုတိုးတက်ကောင်းမှုပြီးတော့ကံကောင်းစီတော့လဖြစ်ပါတယ်။ဒါအပြင်အင်္ဂါသသမိတ်ဆွေတွေယာတုတိုးခြင်းယာတုတက်ခြင်းတွေကြုံဝတ်တတ်တယ်မိမိအိမ်ကိုဖရားတို့သိန်းတို့ပရဝန်းတို့ဇေဒီတို့ဒီလိုမျိုးဟာမျိုးလေးတွေလည်းဝင်လာတတ်တယ်လို့မထင်မှဖဲနဲ့အလူကံပုံကိုယ်တွေဝင်လာတာမျိုးမထင်မှဖဲနဲ့ရှင်နှရှောင်းဝင်လာတတ်ပါတယ်ခင်ဗျာ။ကောင်းသောဝင်ခြင်းဖြစ်ပါတယ်။ထို့အပြင်မိတ်ဆွေတို့အနေနဲ့သတိထားစင်ကြင်ရမယ့်အရာလေးရတော့ဘာကိုလှုပ်လှုပ်နှစ်ကြိမ်နှစ်ခါပြန်လို့ရတာမျိုးတွေကြုံဝတ်တတ်တယ်သတိပြုပါ။ ဒီလမှာအင်္ဂါသားသမီးမိတ်ဆွေတို့ဖယားဘူးခရီးတွေခရီးထွက်တာမျိုးတွေပတ်စပို့ဗီဇာလုပ်ငန်းနဲ့ပတ်သက်တာတွေနိုင်ငံခြားခရီးသွားနဲ့ပတ်သက်တာတွေမှာတော့ရှေ့တိုးဆောင်ရွက်ပါအောင်မြင်ခြင်းတိုးတက်ခြင်းနဲ့ကျင်းတွေရရှိပြီးတော့ငကိုကထတာမန်ထက်ပို့ပြီးတော့စ조사ရန်အတွက်တော့ကောင်းမှာလေဘာကြောင့်လဲဆိုတော့ကိုကိုတိုင်းကရုံထွက်ပြေးထွက်သွားခြင်းနဲ့စိတ်ကလေးတွေဖြစ်နေပြီးတော့လက်ရှိရှိနေတဲ့နေရာကနေအပြောင်းအလဲတွေဖြစ်ခြင်းနဲ့မိတ်ဆွေများရေးရေးပြောင်းရေးရေးလှုပ်လိုက်ပါအောင်မြင်တိုးတက်မှုတွေကံကောင်းမှုတွေရရှိပါမယ် ထို့ပြင်နှောင်း2026ပေါင်းရင်း10တိကနန်းနူမကယ်လော်ဂျီရတိကနန်းဟာမက်ဂျစ်စီယန်လောက်ကိုလောက်ရမယ်ဖြစ်ကိုဖြစ်ရမယ်အောင်မူအောင်မြင်ရမယ်ဆိုရင်မုရှာသဘောလည်းဖြစ်တဲ့အတွက်မိတ်ဆွေတို့အနေနဲ့နှောင်း2026မှာကျင်းသိအောင်မြင်ရမယ်ဆိုတဲ့စိတ်ကလေးနဲ့နှောင်း25ရဲ့ဆန်းလာပိုင်းကိုလက်ပြနှုတ်ဆက်တာဟာအကောင်းဆုံးဖြစ်ကြောင်းနဲ့နှောင်း26မှာတော့ကံကောင်းအောင်စတင်လှုပ်ဆောင်မှုလူအကြောင်းဆရာကထလောင်း ပြောရင်းနဲ့ဆက်ဆက်ရရအောင်မြင်တိုးတက်လို့အဆင်ပြေကြပါစေအင်္ဂါသားသမီးမိတ်ဆွေတွေဒီလတာတော့ဒီမှာမိတ်ဆွေတို့ရဲ့ရောင်းကုန်တွေဝယ်ကုန်တွေအယောင်းတော်အယောင်းဖက်စီဖို့အဲပြုလုပ်ရမယ်ရေရာအနေနဲ့ဆိုရင်တော့ဖြစ်ခမမိတ်ဆွေတို့ရဲ့ကုန်ပစ္စည်းရဲ့ရောင်းကုန်တွေကိုဟိုခောက်ထီးကလေးတစ်ချောင်းနဲ့ဖြစ်စေသို့မဟုတ်ရင်စနေနံကလေးတွေဖြစ်တဲ့ဒမ်မီကလေးနဲ့တစ်ချောင်းနဲ့ထိုးပြီးတော့ရောင်းလာမျိုးဖြစ်စေခောက်ပြီးတော့ရောင်းလာမျိုးလေးတွေအထီးတွေရိုက်ကုန်ရောင်းလိုက်ပါအယောင်းတော်အယောင်းဖက်သွားစီမှာအတေကြပဲဖြစ်တယ် အဆက်ဆက်အရာမိတ်ဆွေတို့အနေနဲ့ဟိုမိတ်ဆွေတို့အနေနဲ့ဒီတလားတာတို့ဒီမှာအဆက်ဆက်အရာအောင်မြင်စင်ပြီးတိုးတက်စီရန်အတွက်အဲအတိတ်ခံပြုလုပ်လို့တဲ့ဇေယံရဲ့အတိတ်ဓမ္မမိတ်ဆွေများအတိတ်ခံပြုလို့တပါဆိုရင်တော့အနုတ္တရောပုရိတဓမ္မတာရတ္တိဆိုသောဂုဏ်တော်ကိုတနည်းကိုခုနှစ်ပတ်နှုံးနဲ့ဆက်တရက်တည်းတည်းအတိတ်ခံပြုလိုက်ပါကအခက်အခဲတွေအကြက်တွေပြည်လေသွားမှာအတိကြပဲဖြစ်တယ်ထို့အပြင်မိတ်ဆွေတို့အနေနဲ့ဒီကလတာတော်အတွင်းမှာဆရာဘာလိကြံလေးကိုဆရာစဉ်းစားနေအဲဟောစရတ် မင်းတို့ဒီတလတာတို့ဒီမှာမိမိတို့ရဲ့အရေးကြီးသောကိစ္စတွေအရေးကြီးသောလုပ်ငန်းဆောင်တာတွေကိုပြုလုပ်တဲ့အခါမှာအဆက်ဆက်ရအောင်မြင်တိုးတက်စေရန်လို့ငါမိမိအိမ်ရဲ့မြတ်စွာဘုရားမှာဖယောင်းနိုင်အဝါရောင်လေးတစ်ထိုင်ကိုပူဇော်ပြီးတော့လိုရာကိုစူတောင်းဆန္ဒပြုပြီးသွားရင်အောင်မြင်တိုးတက်ပြီးတော့ကံကောင်းစီမှာအတေကြပဲဖြစ်တယ်ဒီတလတာလုံးမိတ်ဆွေတို့အဆက်ဆက်ရအစဉ်ပြေအောင်မြင်တိုးတက်စေရန်ပြုလုပ်ရမယ်ရေရရာမပြောမီဩတစ်ချက်ထပ်မှာညီပါစေအဲကိုပြေးခန့်ကျော် တွေ့မှာပဲကျွန်တော်အမှုပညာသမားတွေတတိယတော့တယ်အမှုပညာသမားတွေထင်ပေါ်ကျော်ဆုံးမှုဂုဏ်သတင်းနဲ့ပတ်သက်တာတွေဒါလေးတွေကိုတတိပြုစင်ကျင်ရလိုအပ်ပါတယ်အအထင်မှားအမြင်မှားတွေဖြစ်တတ်ပါတယ်ဒီကာလမှာဆိုင်းဘုတ်တင်ခြင်းအမိပေးခြင်းတွေအတွက်အင်မတန်အားနည်းစီသောလဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပြရစီအမိပေးခြင်းဆိုင်းဘုတ်တင်ခြင်းတွေအင်မတန်အားနည်းပြီးတော့အမှုပညာသမားများအနေနဲ့လူထင်လွဲခံရတာမျိုးလူတွေရဲ့အမြင်မှားဝိုင်းတိုက်ခိုက်ခံရတဲ့အတွက်ရှင်းလေရှုပ်လေဖြစ်တဲ့အတွက်တော့မရှင်းပါနဲ့ ဒါအပြင်မိတ်ဆွေတို့ဒီလတာတော်တွေမှာအဆက်ဆက်ရရအစင်ပြအောင်မြင်တိုးတက်စေရန်ပြုလုပ်ရမယ်ရေရာအနေနဲ့တလတာလိုမိတ်ဆွေဟလာဟုတ်ပြုလုပ်ရမယ်ရေရာအနေနဲ့ဆိုရင်တော့ဖြင့်အဲအင်္ဂါသားသမီးမိတ်ဆွေတွေဒီတလတာလိုမှာအဆက်ဆက်ရရအစင်ပြအောင်မြင်တိုးတက်စေပြီးအဲငွေကြေးကအားကောင်းစေရန်ပြုလုပ်ရမယ်ရေရာအနေနဲ့မိတ်ဆွေများခင်ဗျမိမိတို့ရဲ့အိမ်မှာဟလာမိမိတို့ရဲ့အိမ်မှာဟိုအိမ်ကကြွေပကံများလေးတစ်ချက်တည်းမှာနော် စံကလေးနှင်းငယ်ကိုထည့်ပါစံကလေးနှင်းငယ်ကိုထည့်ပြီးမိတ်ဆွေတို့အနေနဲ့ဘာလုပ်ရမလဲဆိုတော့လေအဲမိမိရဲ့အဲဒီစံကလေးပေါ်မှာတော့ဖျောင်းနိုင်တဲ့နှစ်တိုင်းတင်ပြီးထွေးမှာဘာထွေးရမှာလဲဆိုတော့အဖျောင်းနိုင်နှစ်တိုင်းကိုစံကလေးနှင်းငယ်ထည့်ပါထည့်ပြီးသွားတဲ့အခါမှာဖျောင်းနိုင်အောင်တော့ခွက်ကလေးနဲ့တွင်းပါတော့စံကလေးနှင်းငယ်ကိုထည့်ပြီးဖျောင်းနိုင်လေးနှစ်တိုင်းကိုဘာထွေးရမလဲဆိုတော့တတိုင်းကအနီရောင်တတိုင်းကအစိမ်းရောင်အနီနဲ့အစိမ်းရောင်လေးကိုမြက်စွာဖျားမှာလှူပြီးတော့နော်လှူပြီးတဲ့အခါမိတ်ဆွေတို့အနေနဲ့အဲ့ဒီဖျောင်းနိုင်ကိုဟို သုံးရက်တိတိကိုဆရာပြောပြမယ်နော်သုံးရက်ကိုမျှထွင်ပါတကယ်လို့သုံးရက်ထပ်ပူတယ်ဆိုလဲရတယ်ဒါပြီးတော့ဘာလုပ်ရမလဲဆိုတော့အဲ့ဒီရဲ့မိမိရဲ့ပကံမရရဲ့အောက်မှာပတ်စံလေးနော်ပတ်စံလေးတရွက်ကိုအောက်မှာတင်ထားပါဆရာပြောပြောပါမယ်ဆရာတို့ဒီလိုပကံများပေါ်မှာဒီလိုပကံများပေါ်မှာဆံကလေးအနှင်းငယ်ထည့်ပါဒါပြီးတော့ခါဖျောင်းနိုင်ခွက်ကလေးနဲ့နှစ်ခွက်ရှင်ပြီးတော့ဒီဘက်ကဖျောင်းနိုင်အနီရောင်ဒီဘက်ကဖျောင်းနိုင်အစိမ်းရောင်အစိမ်းရောင်လေးထားပြီးတဲ့အခါပတ်စံအဲ့ဒီပကံပကံများရဲ့အောက်မှာပတ်စံလေး တိရဘာရွက်ထားတာရပါတယ်เนาะပတ်စံလေးတိရကိုတင်ထားပြီးတော့မိမိတို့အနေနဲ့ဒီရေတရားကိုပြည့်လုပ်ပြီးတဲ့အခါငွေကြီးအဆင်ပြေခြင်းသလားငွေကြီးအဆင်ပြေအောင်ဆူတောင်းပြီးတော့ကြီးစီကိုမြဲမြဲနာနာလေးထူပေးပါအခက်အခဲတွေပြည့်လည်သွားပြီးအောင်မြင်ပါလိမ့်မယ်ထို့အပြင်အကိစ္စတစ်ခုခုယာလူလုပ်ငန်းကိစ္စအဆင်ပြေခြင်းလားအဲ့ဒီလိုလေးလှူပြီးကြီးစီကိုမြဲမြဲထူပေးပါထူးထူးခြားခြားပြောင်းနေပြီးတော့ကောင်းမွန်လာပါလိမ့်မယ်